ားတယောက်သမီးနှစ်ယောက်ရှိတော့ဒါတော့အကိုငယ်ငယ်တုန်းကပုံစံတိုင်းပဲအကိုငယ်တော့အနုပညာလောကစဝင်တော့လည်းအဲ့လိုခပ်ပိတ်မေးအဲစပင်းနည်းနည်းဟိုနည်းနည်းဟိုပုတ်တိုက်ပုံစံမျိုးနဲ့ဆိုတော့ပူသူနဲ့သားနဲ့ပူတူသွားတော့ရောက်တဲ့နေရာတိုင်းမှာဖေးဖေးတို့ရောက်ခမလို့ခေါ်တော့ဒီပုံကြီးလိုပါပဲတော့ကိုရီးယားတိတ်ကြီးအဲ့ဒါကြီးကောင်းတဲ့တိတ်မရှိပါဘူးတော်များခေါ်လိုက်တာအမေပြဿနာတခုကဘာရှိလဲဆိုတော့အေးနောက်သမီးနှစ်ယောက်ရှိတော့ရောက်ခမခေါ်ရင်တော့နည်းနည်းတော့နည်းနည်းတော့တွန့်တော့ဆိုတော့ ဲ့ဒါတော့ရှိလားခံခံစားမှထင်တာပဲအေးတော့ဆရာတော့တမီးရငယ်သေးတော့မခေါ်သေးဘူးပေါ့နော်အဲကျိုးတော့တွေးထားမှာပေါ့ဗျာအဲဒါကြောင့်ငါဂုံညွန်ကြွားတော့ပေါ့အဲတမီးတယောက်ထိုက်ရတယ်ဆိုပြီးတော့ကပြုံးပြုံးမနေရမှာဘလို့တန်နိုင်မှာလဲသူတဘာဝတရားကြီးဖြစ်စင်တိုင်းဖြစ်လာမှာပဲကိုကြီးလက်တစ်ခါလေးရောက်တော့အဲကိုတို့လောကထဲမှာပေါ့နော်အဲလိုတရုတ်ဆောင်ကိုတဲ့ဝိုင်းတရုတ်ဆောင်လေဟိုနောက်နောက်ပြီးတော့ခေါ်တာရှိရောက်ခမကြီးပါညာဆိုလို့ချင်းတပည့်လူကနေတွန့်သွားတာပြန်ကြည့်ရစီ အဲ့တော့ရေကူလည်းပြန်အီလိုပြန်ဖြစ်လာမှာပဲတို့ထုံးစားမှာပဲအာဒီမှာကတော့ကျွန်တော်အဖေတယောက်နေပေါ့ဟိုကျွန်တော်ကတော့ဒီတရံကုန်သုံးပါလွှဲလို့ရှင်ဒီနေ့နေ့နဂိုင်အဲမယုံကြည်ဘူးပေါ့နော်အဲအဲအဲ့လိုဂိုက်တာနေရာနေပေါင်တွေ့ဆောင်ရတာအဲသူသွားတဲ့ line လေးတွေကဒါလူစိတ်ဝင်စားတဲ့ line တွေပြုတ်လဲနဲ့ဟိုဒီပရာလောကတို့နတ်လောကတို့ယုံကြည်မှုရှိတဲ့ယုံကြည်တဲ့လူတွေအတွက်ကတော့ဒါလေးတွေကတော့ဒါ ဟိုပညာပေးလည်းဖြစ်မယ်သူတို့တဲ့ဟိုဖြော်ပြမှုတစ်ခုတော့ဒါလေးမဲ့တစ်ခုအနေနဲ့သူတစ်ရှိလို့ဟိုကောင်းတဲ့ဇာလမျိုးတွေသူရိုက်နေတာပေါ့ဟိုကျွန်တော်ကတော့ဟိုတစ်ဖက်သက်အဆုံးရောက်တဲ့ပုံစံမျိုးမဟုတ်ပါဘူးအော်ဒါတွေကတော့ကိုမမြင်နိုင်တဲ့လောကတွေရှိတယ်မြင်နိုင်တဲ့လောကတွေရှိတယ်ဒါတွေကတော့ကျွန်တော်ကိုယ်တိုင်လည်းဟိုလုံခြုံမှုတော့ရှိပါတယ်ဟုတ်ဖရားရဲ့တရားရဲ့တန်ခါရဲ့ ်ဒီရနာသုံးပါးကိုပဲယုံကြည်ကိုးကွယ်စိတ်ကြရမယ်လေအင်တော်ဦးစီးပြောတဲ့စကားကိုငါ့စကားကိုယုံစမ်းမှာကွာဟိုအကုန်လုံးအဆုံးအဆုံးနှစ်ဖက်မရောက်တဲ့ယုံကြည်မှုနဲ့ယုံကြည်တာပေါ့နေရာဖြစ်ပါဟိုဘာသာရေးပဲဖြစ်ဖြစ်အဆုံးရောက်လို့ရှိရင်ကျွန်တော်တို့အဲဗုဒ္ဓဘာသာရင်းရတော့ဒါမြေစိမပရိပဒါဆိုရယ်လားဟိုနေရာဟောတဲ့ကျွန်တော်တို့လိုက်ကြရတာဟိုအဲ့တော့ဘေးရာမစိုးပေါ့ယုံကြည်မှုဆိုတာလေဘာသာရေးပဲဖြစ်ဖြစ်ကျန်တဲ့အကြောင်းအရာဖြစ်ဖြစ်ပေါ့အလေလက်နဲ့ သွားတာတော့ပို့ပြီးတော့အဆင်ပြေမယ်တင့်တော်မယ်လို့မြင်မိတာပေါ့။နောက်ကိုယ်ပဲတော့မဟုတ်ပါဘူးကျွန်တော်ကဟိုကပေါ့အိမ်လေးဆိုလို့ရှင်ဒါကျွန်တော်ကအိမ်လေးဆိုလို့ရှင်လေအဲဒါကျွန်တော်မြို့ဖလာမြို့ဖလာအိမ်လေးဒါရှိခဲ့တဲ့ကြောင့်အိမ်အိမ်လေးတော့ရှိတာပေါ့။အိမ်လေးဘယ်ဦးတင့်တယ်ပေါ့နော်။ဒါကျွန်တော်အိမ်လေးမှာတော့နတ်ရှိတာပေါ့။ဒါကတော့ထားထားကြတာပေါ့။ဟုတ်ပါဘူးကျုံဆိုဟုတ်ပါဘူး။ကျွန်တော်ပြောချင်တာအကြိုက်တာတော်များလည်းကိုနဲ့နှိစဆုံဖြစ်တဲ့အဲဂိုက်တာတွေသူရွေးချယ်ပြီးတော့လာကြတာများလေ။အဲဒီဇိုင်းရုပ်ဆိုလို့ရှင်ဒါ ကမင်းသူတွေလိုက်ဖက်မယ်ဒီစားကြုံမျိုးဆိုရင်တော်များဒါမျိုးလာငားကြငားတယ်ဟောက်ပြီးတော့ဟိုကိုနဲ့ဟိုမလုပ်ခွေးတဲ့ကာရီတာမျိုးဆိုတော့တော်တော်ရှားပါတယ်တခါလေတကားတလီလောက်ပဲအဲလာတဲ့ဟာမျိုးရှိတယ်အဲ့ဒါလောက်ကလေးသုံးအောင်ဖေးပေါ့ဒါပဲပေါ့ဘာမှအဖေးစိုးလည်းဖေးပီတိဖြစ်ပေါ့ဒါပါပဲသားသမီးရှိတဲ့အဖေးမိသားစုကိုချစ်တဲ့အဖေးတယောက်ပေါ့အဲမလေး ိုမူရင်းကောင်းလို့မိတူကောင်းတာဗျာအမေနော်ဟုတ်တယ်ဟုတ်တယ်မှာအာအဲသားတယောက်သမီးနှစ်ယောက်ရှိတော့သားတော့အကိုငယ်ငယ်တုန်းကပုံစံတိုင်းပဲအကိုငယ်တော့အနုပညာလောကစဝင်တော့လည်းအဲ့လိုခပ်ပိတ်မေးအဲစပင်းနည်းနည်းဟိုနည်းနည်းဟိုပုတ်တိုက်ပုံစံမျိုးနဲ့ဆိုတော့အကိုသူနဲ့သားနဲ့ပူတူသွားတော့အဲ့တော့အရန်ချောတဲ့သားကိုပိုင်ဆိုင်လိုက်တော့ခေတယောက်နဲ့မျက်နှာပွင့်တာဘယ်လိုလေးရှိလဲအပွင့်တာပေါ့တော်တော်ပွင့်တာဘယ်ရအောင်ဒါထုံးစားပါပဲကျောင်းတဲ့နေရာတိုင်းမှာ ဖေးဖေးတို့ရောက်ခမလို့ခေါ်တာအခုအဲ့လိုရောက်ခမလို့စားဆက်ခံရတဲ့ခါမျိုးမှာဆိုဘယ်လိုလေးရှိလဲအေးမဖြစ်ပါဘူးလိုပါပဲတော့ကိုရီးယားတိတ်ကြီးအဲ့ဒါကြီးကောင်းတဲ့တိတ်မရှိပါဘူးတော်များခေါ်လိုက်တာအမေပြဿနာတခုကဘာရှိလဲဆိုအေးနောက်တမီးနှစ်ယောက်ရှိတော့ရောက်ခမခေါ်ရင်တော့နည်းနည်းတော့တွန့်တော့ဆိုအဲ့ဒါတော့ရှိလားခံခံစားမှထင်တာပဲအေးတော့ဆရာတော့တမီးတွေငယ်သေးတော့မခေါ်သေးဘူးပေါ့နော်အဲကျိုးတော့တွေးထားမှာပါဗျာခက်ပြုံးပြုံးပဲနေရမှာဘယ်လို့တန်နိုင်မလဲသူတဘာဝတရားကြီးဖြစ်စင်တိုင်းဖြစ်လာမှာပဲကိုကြီးလက်တစ်ခါလေးရောက်တော့ ကိုလိုလောကထဲမှာပေါ့နော်အဲ့လိုတရုတ်ဆောင်ကိုတဲ့ဝိုင်းတရုတ်ဆောင်လည်းဟိုနောက်နောက်ပြီးတော့ခေါ်တာရှိရောက်မကြီးပါညာဆိုလို့ချင်းတပည့်လူကနေတွန့်သွားတာပြန်ကြည့်ရစေအဲ့တော့ရေကူလည်းပြန်အီလိုပြန်ဖြစ်လာမှာပဲထုံးသားမှာပဲတားနေပြီးတော့ခေါ်နေတာပါအဲဒါကြောင့်ငါကိုမျိုးဝင်ကြွားတော့ပေါ့အဲအမြင်တယောက်ထိုက်ရတယ်ဆိုပြီးတော့ခုကျွန်တော်ဒိုက်တာမဟာရိုက်ကူးထားတယ်ဒိုက်တာမဟာ MSC ရိုက်ကူးထားတဲ့နတ်နဲ့နဂါမလဲစားနေဆိုတဲ့ဇာလန်တွေမှာအဲကျွန်တော်တို့ဒီအကောင်းဆုံးကြာရနေရာပေါင်းတိုးဆောင်ထားပါတယ်ဒီဇာကားလေးကို fortune channel ကလည်းပြမှာဖြစ်လို့ခွန်သာချိုဆိုတဲ့ youtube page က youtube channel ကလည်းပြမှာပါနောက်တစ်ခု hey play ဆိုတဲ့ application ကလည်းပြမှာပါအဲဒီကားလေးကိုကြည့်ရှုဝေဖန်ကဲဖြတ်သုံးသပ်ပေးကြပါလို့ပြောချင်ပါကျေးဇူးအများကြီးတင်ပါတယ်ခေါ့ကျေးဇူးပါရှင်ကျေးဇူးပါ